အမုံမီကတော့အမှတ်တရတွေရှိတာပေါ့နော်ခုနကဟိုပြသွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်သလိုလုပ်ပါဆိုပြီးတော့ပြောတဲ့အချိန်မှာရမောကပါရိုက်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့အမရမောကိုဝင်ပြီးတော့ပါရိုက်လိုက်တာရာဇယ်တော့ကတော့အမတို့ကတေချာချိန်ထားတာပါသူ့အလှဲ့အမလက်အရွယ်ပေါ့နော်အဲ့မဲ့တကယ်တကယ်ရိုက်တဲ့အချိန်မှာမုကလည်းအရန်ပါနဲ့ဟိုဒေါသရဲ့ထဲ့ထားတာရဲ့ ဟိုအချိန်နဲ့ပြင်းစင်းတာရယ်သူ့ကိုလှမ်းဆွဲလိုက်တာရယ်နဲ့ကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါလားဖောင်းဆိုတော့လေသူကလေအဲ့လိုလုပ်ပြီးတော့ဘာဆက်လို့လဲသူကရက်လိုက်တယ်ဆောင်းလေအမလည်းအရန်အာနာပါတယ်ဟိုတော်တော်ပြင်းသွားတာလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဆောင်းလေ မလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူကလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်နာဝါသီလားဟိုအမရိုက်တာအမလည်းအရှမ်းလေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပါးကြီးလည်းရောင်ဝါးပဲလေသီလားအဲ့လိုမျိုးဗောအဲ့အဲ့လိုအမတ်တရားတွေရှိတယ်အဲ့မှာ ော်ဆိုးတဲ့ချွေးမဆိုတဲ့မူးကိုဝင်သွားမယ်နဲ့တူရတော့အဲ့ဒီစိတ်ပါလေအဲ့ဒီတော်ဆိုးတဲ့ချွေးမမူးကိုဝင်တာမဟုတ်ငါသားကိုပားရိုက်လေခြင်းဒီကောင်ကဘာကိစ္စငါသားကိုပားရိုက်ရတာလဲဆိုတဲ့မူးပေါ့နော်အဲအဲ့လိုသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာယူထည့်လိုက်တဲ့ချိန်မှာဟိုအရှိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့အရန်များသွားလေသူလဲကသူသူလှည့်ရမယ့်ဟာလဲနည်းနည်းလေးသူကရှစ်တိုးလာတော့အဲ့မှာကွတ်တီထီသွား